ပါပါအပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ DVV ရဲ့ Smartest Season လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ season လေးကဆိုရင်တော့လူငယ်တွေအတွက်ပညာရေးနဲ့ဆိုင်တဲ့ဗဟုသုတတွေပညာရေးခွင့်လန်းတွေအကြောင်းကိုမျှဝေတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒီတစ်ပတ် season လေးမှာဆိုရင်တော့ထိုင်းနိုင်ငံရဲ့ဒီအစိုးရမူလာရန်ကြောင်းတစ်ခုမှာအဒီ Kindergarten Teaching ဘိုင်းကိုတာဝန်ယူလုပ်ကိုင်ပေးနေတဲ့ Teacher Vlogger မေတင်ချိုဆွေကိုဖိတ်ခေါ်ထားပါတယ်ရှင် အာဒီချက် မေးတင်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါရှင်အရင်ဆုံးဒီချက်အခုဒီရောက်ရှိနေတဲ့အနေရာလေးရဲ့ပြီးတော့အခုဒီချက်ဘာကြီးလောက်ကင်နေလဲဆိုတော့ပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါအခုလက်ရှိမှာတော့အမေတင်ကဒီထိုင်းနိုင်ငံမြောက်ပိုင်းပေါ့နော်ဒီနန်ခရိုင်မှာရှိတဲ့ပူဝါမြို့ငယ်လေးပေါ့အဲဒီမြို့ငယ်လေးကအစိုးရအကြောင်းတစ်ခုမှခင်နဂါတဲ့ teacher အနေနဲ့လောက်ကင်နေရဖြစ်ပါတယ်ဆိုတော့ဒီချက်ဒီ teacher မိုင်းကိုရွေးချယ်ပြတဲ့အကြောင်းလေးပေါ့နော်ဒီမှာလည်းနေတာလည်းဟိုအချိန်တစ်ခုလည်းရောက်ပြီဆိုတော့ဒီချက်ဒီအပိုင်းကိုရွေးချယ်ပြတဲ့အကြောင်းလေးရယ်ဒီထိုင်းနိုင်ငံရွေးချယ်ပြတဲ့အကြောင်းလေးပြောပြပေးပါဦးရှင် ်ဟုတ်ကဲ့ဆိုတော့အမ်အရင်ကတော့ဒီမြန်မာပြည်မှာပဲပေါ့နော်လုပ်ခဲ့တယ်လုပ်ခဲ့အပိုင်းတွေကလည်းဒီ education sector မှာလုပ်ခဲ့ရပါတော့ဒါပေမဲ့လည်းဒီ teaching mind ကို သွားကျင်ခဲ့ပေးမယ်ပေါ့နော်အဲ့လိုမျိုးဟိုအမ်ပို့ပြီးတော့မှဒီ management ဘိုင်းနေအဲ့လိုအဲ့လိုမျိုးသွားပြစ်တာပုံများသွားတဲ့အခါကျတော့အရင်ကတည်းကတော့ teaching mind ကို passionate တော့ဖြစ်တယ်ဒါပေမဲ့မလုပ်ဖြစ်ခဲ့ဘူးပေါ့နော်ဒီမြန်မာပြည်အခြေအနေရပေါ့နော်ဒီဒီထိုင်းနိုင်ငံကိုရောက်လာရဲ့ရောက်လာပြီးအခါမှာတော့အမ် ဒီ teaching ဘိုင်းကိုပေါ့နော်ကိုကလည်းအရင်ကတည်းကဝါသနာပါတာဖြစ်တဲ့သူကဒါကိုစပြီးတော့ဖတ်စိုးလုပ်မယ်ဆိုတော့အပုံစံမျိုးနဲ့ပေါ့နော်လုတ်ဖြစ်သွားတာပါဟုတ်ဟုတ်ကဲ့ပါအာဒီဒီ teacher အခုဒီအပိုင်းကိုဒီလမ်းကြောင်းကိုရှောက်တဲ့အခါမှာဒီချေဘလို့ပြင်ဆင်မှုတွေရှိခဲ့လဲပြင်ဖိုင်လိုအပ်ချက်တွေရှိခဲ့လဲပေါ့နော်နောက်ထပ်ဒီလို teaching ဘိုင်းကိုတစ်ချက်လိုပဲစိတ်ဝင်စားရလို့ရှိမယ်ဆိုတော့ဒီလိုလူတွေအတွက်ကိုတစ်ချက်ပြောချင်တာလေးပြောပြပေးပါဟုတ်ကဲ့ um ဒီ teaching mind ကိုရှောက်တဲ့အချိန်မှာတော့ပေါ့နော် အ၈လလောက်တော့ကြာခဲ့တယ်တကယ်ကတော့ဟိုကိုကိုရိုင်းကလည်းဒီထိုင်းနိုင်ငံမှာဒီလိုမျိုးမြန်မာလူမျိုးရဲ့အနေနဲ့ပေါ့နော်ဒီလိုအဲ English လိုမျိုး English to English ဒီလိုသင်ကြားရေးပိုင်းနေမှာအလုံးလုံးလို့ရတယ်ဆိုတော့မသိခဲ့ရလဲပါတာပေါ့နော်မသိခဲ့ဘူးဒါပေမဲ့ကိုကဒီအပိုင်းကိုလုတ်ချင်တယ်အကိုလည်းအဲ့လိုမျိုးပေါ့နော်အကြံပေးခဲ့တဲ့သူတွေလည်းရှိတယ်ဒါပေမဲ့ကိုကလည်းอืมရပါမလားဖြစ်နိုင်မှာမလားပေါ့နော်အဲ့လိုမျိုးနဲ့ပဲနေနေအဲအလုပ်တွေတော့ရှောက်ကြည့်မယ်ပေါ့နော်ရှောက်ကြည့်မယ်ဆိုပြီးတော့ကိုအမ်ဒီ Facebook တို့ဘာတို့ကနေပြီးတော့ အဲ့လို data လိုက်ကြည့်ပြီးတော့ရှောက်ကြည့်တယ်ရှောက်ကြည့်ရဲ့အချိန်မှာနောက်ဆုံးဒါကူကန်ကောင်းတာလည်းပါပါပေါ့နော်အဲ့ဒီအချိန်တော့ကလည်းတော်တော်များများကဒီဒီထိုင်းနိုင်ငံမှာဒီလိုမျိုး English teaching ဘိုင်းကိုမြန်မာလူမျိုးရေးအနေနဲ့လုပ်လို့ရတယ်ဆိုတော့မသိကြဘူးပေါ့နော်ကိုကိုယ်ကလည်းမသိခဲ့တဲ့ခါကျတော့နည်းနည်းတော့ ပို့ပြီးတော့ခတ်တာပေါ့နော်အခုကျတော့တော်တော်များများလည်းပုံမှန်ဟိုပွင့်လဲမြင်သာလာပြီအမင်းတင်ကိုရိုင်းလည်းမင်းတင် Facebook page ဒီ vlog မှာဆိုလို့ရှိရင်လည်းတေချာအားလုံးကို sharing လုပ်ပေးတဲ့အပိုင်းလေးပေါ့နော်တော်တော်များများလည်းဒါကို sharing လုပ်ပေးလာကြပြီဆိုတော့တိတ်ပြီးတော့အခက်ခဲတော့မရှိတော့ဘူးပေါ့နော်ဒါပေမဲ့အဲ့တုန်းကတော့ဟိုကိုလည်းဒီလိုပဲရာနိုးနိုးနဲ့ပေါ့နော်အဲ့လိုမျိုးရှောက်ခဲ့တဲ့ပုံစံမျိုးပေါ့ဆိုတော့ အဓိကလိုအပ်ချက်ကဘာလဲဆိုလို့ရှင်တော့အဓိကဘွဲပေါ့နော်ကိုမတီချင်းနဲ့ပတ်သက်တဲ့ဒီစာတင်ကြားပိုင်းစာတင်ကြားရေးအပိုင်းနဲ့ပတ်သက်တဲ့ဘွဲရရှိရင်တော့ပိုကောင်းတယ်အဲဒါမဲ့မင်းတရတော့အဲ့ဘွဲမရှိဘူးအမ်မင်းတရ English နဲ့ပြီးထားပါဗောနော်ဆိုတော့ English နဲ့ပြီးထားရဆိုပေမဲ့လည်းကိုကတော့အခွင့်အရေးတစ်ခုရခဲ့တာဗောနော်ရခဲ့တဲ့အဲ့အပြင်မှာဒီ English skill ပေါ့ English skill ကအဓိကလိုအပ်တယ်။ um ကိုကပို့ပြီးတော့ဟို upper intermediate advanced လောက်ထိရမယ်ဆိုလို့ရှိရင်တော့ကိုတို့ပို့ပြီး chance ပိုများတာပေါ့နော်။ပြီးနောက်ထပ် teaching ဘိုင်းမှာမှာသူက kindergarten ဘိုင်းနေရှိတယ်ပြီး primary teaching ရှိမယ်ပြီးရင် high school ဘိုင်းနေထိပေါ့နော်။ teaching နေရတော့အမျိုးမျိုးရှိရဲ့အဲ့ထဲမှာကိုကအာဒီ subject ဘိုင်းနေကိုပေါ့နော်ပပိုင်နိုင်နိုင်သင်နိုင်တယ်ဒီဥမာသင်ချာတို့သိပ္ပံတို့ကိုလည်းကိုကသင်ချာသင်နိုင်တယ်ဆိုလို့ရှိရင်တော့ကိုတို့ chance ရပိုများတာပေါ့နော်။ဆိုတော့ အပြောချင်တာကတော့ qualification ပုံများမယ်ကိုလုံးနိုင်တဲ့အပိုင်းကပို့ပြီးတော့များမယ်ဆိုလို့ရှင်တော့အလုပ်ခွင့်လန်းလည်းပုံများပါလိမ့်မယ်ဟုတ်နောက်တစ်ခုတော့ပေါ့နော်ဒီချက်ဆိုလို့ရှိရင်အခုဒီတချင်းလေးတွေဆိုပြီးတော့မှဒီအပြည့်သက်တွေကိုဖြောပြထားလေးတွေတွေ့တယ်ပြီးတော့ရှင်ဒီမားတဲ့ဈာရရနေပြီးတော့ပေါ့နော်ဒီ food plot လေးရိုက်တာလည်းတွေ့တယ်ပြီးတော့အခု ဆိုလို့ရှိရင်လည်းဒီ professional ပိုင်းပေါ့နော်တီချင်းပိုင်းအောင်လည်းလုပ်နေရတွေ့ရဆိုတော့တီချဲရဲ့ဒီ time management ပေါ့နော်အချိန်တွေကိုဘယ်လိုပြင်ဆင်လဲပြေကွက် schedule တွေကိုဘယ်လိုမျိုးစီမံခန့်ခွဲလဲပေါ့ဒီလူငယ်လေးတွေလည်းတွေ့ယူလို့ရအောင်ပြောပြပေးပါအောင်ဟုတ်ကဲ့ဟုတ်ဆိုတော့ meeting ကအဓိကအဲ့လိုမျိုးကြီးလုပ်နိုင်နေဆိုတာကလည်းဘယ်လိုပြောရမလဲဆိုတော့ကိုယ့်ရဲ့ဒီအလုပ်နဲ့လဲဆိုင်မှာပေါ့နော်တချို့အလုပ်တွေကြတော့လေအာဒါကတော့ work place ပေါ်မှာမူတည်တာပေါ့တချို့ work place တွေကြတော့လေအရန အရန်ဟို work load တွေအရန်များတဲ့အခါကျတော့သူတို့ time management ကိုဒီအလုပ်အလုပ်အလုပ်အဲ့လိုပဲဖြစ်နေရတူလည်းရှိရပါတော့အဲ့တော့မြေတန်းကျတော့ဒီ kindergarten mind ဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်း easy going ပို့ဖြစ်တယ်ပြီးကွာ lesson plan တွေဒီ teaching materials ပြင်တာတွေရအစားပေါ်တော့ကွာဒီအလုပ်ချိန်အတွင်းမှာပြီးအောင်လုပ်လိုက်တာအမှန်ကတော့အလုပ်ချိန်အတွင်းမှာ ပြီးအောင်လုတ်တယ်အဲပြီးသွားလို့ရှိရင်တော့ဒီအလုတ်ချိန်ပြင်ပအချိန်ကကိုယ့်ချိန်ဖြစ်သွားပြီပေါ့နော်အဲ့အချိန်မှာဆိုလို့ရှိရင်တော့ကိုဝါသနာပါတဲ့တခြားအဟာလေးတွေကိုကိုလုတ်ဖြစ်တယ်ပေါ့ပြီးလို့ရှိရင်အဓိကတော့ဒီ self development အပိုင်းပေါ့နော်ကိုကဒီဒီချိန်မှာလုတ်နေတယ်အအဆင်ပြေနေတယ်အလုတ်ကအဆင်ပြေနေတယ်ဆိုပေမဲ့လည်းကိုကို develop ဖြစ်နေဖို့ကလိုတယ်အဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးကိုယ့်ရဲ့အချိန်ဖြစ်သွားပြီ time management တေချာလုတ်နိုင်သွားပြီဆိုလို့ရှိရင်အ self development ပိုင်းကိုတို့လိုအပ်တဲ့ဟာတွေထပ်တက်မယ်ပေါ့နော် အခုဆိုလို့ရှင်ဒီ child psychology နဲ့ပတ်သက်တဲ့ဟာတွေပြီးလို့ရှင်ဒီ teaching diploma တွေအဲ့လိုမျိုးတွေပေါ့နော်ထပ်ပြီးတော့အပြင်ဆင်ပြစ်တယ်အဲ့အပြင်ဟိုမှအဲ့လိုအချိန်လေးရတဲ့အခါကျလို့ရှင်ကိုယ့်ရဲ့ဒီ vlog လေးနဲ့လည်းအဆက်အသွယ်မပြတ်သွားအောင်လို့လုပ်ဖြစ်တယ်ပေါ့နော်ဟုတ်အဲ့အဲ့လိုမျိုးပေါ့ကိုယ့်ရဲ့ workplace ကဟို easy going ဖြစ်တာနဲ့လည်းဆိုင်ပါတယ်ဟုတ် ဒီကျောင်းမဒီခင်နဂါရန်တီချင်မိုင်ကိုတာဝန်ယူနေတဲ့အချိန်မှာရေဘာဘလို့အခက်ခဲလေးရှိလဲအာဒီဟိုတီချင်မိုင်ကိုစိတ်ဝင်စားတဲ့လူတွေနားထောင်နေတဲ့အခါမှာသူတို့တွေရောဘလို့ဆောင်ရရှောင်ရလေးရှိမလဲဆိုတာချက်ပြပြပေးပါအောင်ဟုတ်ကဲ့ဟုတ်ဆိုတော့မင်းတို့ပထမဆုံးပေါ့နော်ဒီကင်နဂါရန်ညယ်လို့မှမဟုတ်ပါဘူးဒီထိုင်းနိုင်ငံမှာဆီယမ်မတယောက်အနေနဲ့သူတို့ရဲ့ဒီ workplace culture တွေကိုကစဝင်လာပြီဆိုတဲ့အချိန်မှာတော့ 음မတူတာရအများကြီးတွေ့ရပါတော့အဓိကကတော့မတူတာပါမတူတာဆိုတော့ကိုက adjust လုပ်ဖို့အတွက်တော့အချိန်တစ်ခုတော့ယူရမှာပေါ့နော်သူတို့ရဲ့ workplace culture လေးတွေကနည်းနည်းဟိုသူတို့ထိုင်းလူမျိုးတွေရဲ့အလုပ်လုပ်ပုံလေးတွေပေါ့နော်အလုပ်လုပ်ပုံလေးတွေပြီးသူတို့ရဲ့တယောက်နဲ့တယောက် communicate လုပ်တဲ့ပုံစံလေးတွေကနည်းနည်းကွာရပေါ့နော်အဲအဲ့လိုမျိုးတွေဆိုတော့ကိုကတော့ဟိုပထမပိုင်းကတော့တကယ်တမ်းအမှန်တိုင်းပြောမှန်ဆိုရင်တော့ ဟိုကြောက်နေသလိုပေါ့နော်ကိုကအလောက်ကိုစဝင်ပြီးတော့သူတို့စကားကိုလည်းကိုနားမလည်ပါ language barrier ကတော်တော်လေးရှိရယ်ပေါ့နော်အဓိကပထမဆုံးချက်ကတော့ language barrier ပဲဆိုတော့သူတို့စကားကိုကနားမလည်ကိုပြောရင်ကျတော့လည်းသူတို့အပြည့်အဝနားမလည်ခါကျတော့အဲ့မှာ miss understanding လေးဖြစ်တယ်ဆိုတော့ကိုကဖြစ်နိုင်တော့ထိုင်းလို basic လောက်လေးပေါ့နော်သူတို့နဲ့ communicate လုပ်နိုင် လောက်တဲ့အနေထားလေးရမယ်ဆိုရင်တော့ work page မှာပိုပြီး smooth ဖြစ်မယ်လို့ထင်တယ်ပေါ့နော်ဒါတော့ meeting စဝင်တော့လည်း meeting နဲ့တလုံးမှမတက်ပါဘူးထိုင်းလို့မျိုးအဲ့လိုမျိုးဆိုတော့နည်းနည်းတချို့ဟာလေးမှာအခက်အခဲရှိတယ်အာပြီးရင် adapt လုံနိုင်မှုအတွက်နည်းနည်းအချိန်ယူခဲ့ရတယ်ပေါ့နော်အခုကတော့ meeting ကဒီကျောင်းမှာပဲ၃နှစ်လောက်ရှိပြီဆိုတော့တို့ရဲ့ culture လည်းနားလည်သွားပြီတို့ဘယ်လိုမျိုးရေဆိုရင်ဘာတွေကြိုက်လဲအဲဘာတွေဆိုရင်မကြိုက်ဘူးလဲအဲ့လိုမျိုးလေးပေါ့နော်အမ်နားလည်သွားပြီပေါ့ဆိုတော့အမ် တခြားအခက်ခဲရတော့တိတ်မရှိပါဘူးတို့လည်းဟိုစိတ်ရင်းကောင်းကြပါရဲ့ထိုင်းလူမျိုးကြီးကုညီတတ်တယ်ပေါ့နော်မင်းတင်ရောက်တဲ့နေရာမှာဆိုလို့ရှင်လေဒါ local တွေပဲရှိတဲ့နေရာပေါ့နော်ဆိုတော့ um thai english လို့ကတော့ communicate မလုပ်နိုင်ကြဘူးဆိုပေမဲ့တို့စိတ်ရင်းလေးကောင်းတယ်တို့ကုညီတတ်တယ် foreigner ကိုတို့စီမှာလာနေရယ်ဆိုလို့ရှင်တို့အကုန်လုံးလိုက်လုပ်ပေးကြရယ်ပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်ဒါတော့တနေရာနဲ့တနေရာတော့ကွာတာလည်းရှိမှာပေါ့နော်အပြင်နောက်ထပ်တစ်ခုကကြတော့ပေါ့နော် လို့ပြရမလဲနည်းနည်းလေးတော့တချို့နေရာတွေမှာအမ်ဒီလူမျိုးဆွဲပေါ့နော်အဲ့လိုမျိုးလေးနည်းနည်းရှိတာတွေ့ရတယ်တချို့ចောင်းသားမိဘတွေကိုယ်တိုင်ကအဲ့လိုမျိုးလေးရှိတာတွေ့ရတယ်ပေါ့နော်ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့မင်းတို့ဒီចောင်းမှာဆိုလို့ရှိရင်မင်းတို့ Asian teacher တွေရှိမယ်ပြီးလို့ရှိရင်ဒီအဖြူတွေပေါ့နောက်တိုင်းက Westerners တွေပေါ့နော်အဲတခြား UK Canada အဲအဲ့လိုတခြားနိုင်ငံသားပေါ့ကွယ်အဲ့လိုမျိုးဟိုအသားရောင်မတူတဲ့သူတွေပေါ့ဆိုတော့သူတို့ကတော့ ပိုပြီး prefer ဖြစ်တာဒီအဲ့လိုမျိုးလူတွေကိုပိုပြီး prefer ဖြစ်တယ်သူတို့ကသူတို့စိတ်ထဲမှာပေါ့နော်ဒီចောင်းသားမိဘတွေရောတချို့ဆရာဆရာမတွေကအဆပေါ့နော်အော်အဲ့လိုမျိုးလူဖြူဆိုလို့ရှိရင်ပိုပြီးတော့မှစတင်တတ်မယ်အဲလူဖြူဆိုလို့ရှိရင်တော့ပိုကောင်းတယ်အဲအဲ့လိုမျိုးထင်ကြရတဲ့ဟာလေးရှိရဲအဲ့လိုဟာလေးကြရင်တော့နည်းနည်းအဲတခါလေးကြရင်ចောင်းသားမိဘတွေဆရာနေ feedback လာတဲ့ဟာလေးရှိရပါတော့ဥမာအန်ဒီအတန်းမှာဘာဖြစ်လို့အဲဒီမြန်မာဆရာမထားရလဲပေါ့အဲအဲ့လိုမြင်တင်ရတော့မကြုံဘူးပါဒါပေမဲ့ လိုတခြား class တွေမှာအဲ့လိုမျိုး complain တွေလာတွေ့ရပါတော့ဆိုတော့အဲအဲ့လိုအဖြူထားပေးပါအဲ့လိုမျိုးလေးပေါ့သူကအဖြူဆိုလို့ရှိရင်လည်းတကယ်တမ်းပြောရရင်တော့သူကရုပ်မတူတာကိုလိုချင်တာဒါမင်းသူဘုံမလည်းလင်းပြောရရင်တော့ဟိုဘယ်လိုပြောရမလဲဟိုအနောက်နိုင်ငံကတကယ် native ဖြစ်ရမယ်မှာမဟုတ်ဘူးသူက Russia အဲထားပါတော့ဒီ South Africa ရတယ်သူတို့ဒီ Asia နဲ့ကွဲထွက်နေရဲ့မျက်နှာဆိုရင်သူတို့အဆင်ပြေတယ်အဲအဲ့လိုမျိုးပါပြီးရင်ဒီ Asia Asian နဲ့မှာသူတို့ပို့ပြီး favor ပေးတာက Philippines သူတို့ကြိုက်တယ်ပေါ့နော် Philippines တွေတအားသဘောကျတယ် Philippines တွေကလည်းသူတို့ကပို့ပြီးတော့မှဒီ English ကိုသူတို့နိုင်ငံမှာလည်းအဲတကယ်တွနေကြကြသုံးတဲ့နိုင်ငံလည်းဖြစ်တဲ့အခါကျတော့ပေါ့နော်ဆိုတော့အဲ့ဒါကိုသူတို့ပို့သဘောကျတဲ့အတွက်ကြောင့်မို့တချို့နေရာလေးတွေမှာတော့อืมအဲ့လိုခွဲခြားမှုတွေတော့နည်းနည်းရှိရယ်ပေါ့နော်ဆိုတော့ မင်းတရားဒီမြန်မာပြည်ကအာအလုံးလုံးချင်တဲ့သူတွေကိုအကြံပေးချင်တာကတော့ဟိုအားတော့ short ပို့တော့မဟုတ်ဘူးပေါ့နော်။ဘာလို့ဆိုတော့တကယ်မင်းတို့မြန်မာပြည်မှာလည်းတကယ်ကို English အရန်ကောင်းပြီးရောမှတကယ်ကိုစတင်တတ်တာအဓိကကလေဟို English ကောင်းတာမကောင်းတာတည်းလေကို English ကလမ်းပြန်နေပေမဲ့လေစမတင်တဲ့သူများကိုပြန်ပြီးတော့မတင်ပေးတဲ့ဘာမှလုပ်လို့မရဘူးလေ။ဒါတင်ကြားရေးဖြစ်တဲ့အတွက်ကြောင့်မလို့တင်ကြားနည်းကိုသိဖို့လိုတာ။ဆိုတော့တကယ်တင်ကြားရေးနယ်ပယ်မှာအရန်ကိုတော်တဲ့ဆရာဆရာမတွေမြန်မာပြည်မှာအများကြီးရှိရပေါ့နော်။ဆိုတော့သူတို့အနေနဲ့လည်း အဲမင်းတို့ကတော့အားမလျှော့စေချင်ဘူးဒါပေမဲ့တကယ်အခုဒီမှာအဲအခု talent pool အရာမင်းတို့ကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့ preference ကအဖြူအနောက်တိုင်းသားပေါ့အဖြူရဲလုံးမှမဟုတ်ပါအနောက်တိုင်းသားဒါပထမတစ်ချက်ပြီးရင်နောက်တစ်ခု second priority အနေနဲ့က Philippines ပြီးတော့မှမင်းတို့ရဲ့ chance ကရှိရပေါ့နော်ဆိုတော့အဲ့ဒါလေးတစ်ခုကိုတော့တတိချက်စေချင်တယ်ဆိုတော့ဟိုအများကြီးအမျော်လင့်ထားလို့လည်းမရသလိုအမရနိုင်ပါဘူးဆိုပြီးတော့လည်း လက်လျှော့ဖို့မဟုတ်ဘူးပေါ့နော်ဆိုတော့ကိုကဒီအခု talent pool အရာသူတို့ခေါ်တဲ့အလုပ်ခေါ်တဲ့ဟာရဲ့အရာကြည့်ပြီးတော့ပြောရမယ်ဆိုလို့ရှင်တော့အဲ့လိုပုံစံမျိုးလေးနည်းနည်းရှိတယ်ဆိုတော့ကိုကသူများထက်တော့နည်းနည်းပိုကြိုးစားရမှာပေါ့နော်သူများဥမာ10ခုလောက်ရှောက်ပြီးတော့တစ်ခုလောက် interview ရရဆိုရင်ကိုရေမြန်မာနေနေနဲ့ကအခု50လောက်ရှောက်ပြီးတော့မှ interview တခုလောက်ပဲရတာလည်းဖြစ်ဖြစ်နိုင်တယ်ဒါပေမဲ့မရနိုင်ဘူးဆိုတော့မဟုတ်ဘူးကိုယ့်ရဲ့အရေးချင်းတကယ်အတိအမှတ်ပြုတ်ပြီးတော့မှအဲတကယ်သင်ကြားရေးကိုအမ် အလေးထားတဲ့သူတွေလည်းရှိနေတယ်အဲဒါကြောင့်မလို့မတင်ရတော့အားတော့မလျှော့စေချင်ဘူးလုံလို့ရတယ်လို့မတင်ပြောချင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါဆိုတော့ဒီအခုဒီဒီကာလအတွင်းမှာစူးစမ်းနေတဲ့လူငယ်တွေအများကြီးရှိရဲဒီတီချဲရဲ့ fan တွေเนาะတီချဲရဲ့ဒီချင်းဆိုတာတွေဂီတာတီးရာတွေပြီးွားလို့ရှိရင်ချက် vlog တွေကိုမျှော်လင့်ဆောင်ဆိုင်နေတဲ့လူငယ်တွေလည်းရှိရဲဆိုတော့သူတို့တွေအတွက်ကိုတီချဲရဲ့နောက်ဆုံးဒီစိတ်ခွန်အားဖြစ်စေမဲ့စကားလုံးလေးအဲ sharing လုပ်ချင်တဲ့ဟာလေးရှင်ပြောပြပေးပါအောင်ရှင့်ဟုတ် အဓိကကတော့လူငယ်တွေကိုအများကြီးစိတ်ခွန်အားပေးချင်ပါတယ်။ဘာလို့ဆိုတော့အခုဒီအချိန်နေမှာဘာမှလုံနိုင်တာတိတ်မရှိဘူးဆိုပေမဲ့ကိုကိုကိုပေါ့နော် self development လုံဖို့ပဲမြင်တယ်ကတော့အကြံပေးချင်တယ်ပေါ့နော်။ဘာလို့ဆိုတော့ကိုကအဲ့ဒါမှဟို opportunities တွေဒီအခွင့်အလမ်းတွေကိုကိုကရနိုင်မှာ။အဲမြင်တယ်ကတော့အားမလျှော့ဘူးပဲပြောချင်တယ်။အဓိကကိုလုံနိုင်တဲ့အပိုင်းလေးကိုပဲကို focus လုပ်ပြီးလုပ်လိုက်မယ်ပေါ့နော်။ကိုအဲကိုလက်ထဲကနေကို control လုပ်လို့မရတဲ့အရာတွေကိုခဏမေ့ထားပြီးတော့ကို control လုပ်လို့ရတာဖြစ်တယ်ကို ကိုကိုတိုင်းရောပဲကို control လုပ်လို့ရတာဆိုတော့ဒီအချိန်မှာကိုကို self development လုပ်မယ်ကိုအခွင့်အရေးရလာတဲ့အခါမှာအမိရစုပ်ပိုင်နိုင်မှုတို့ကိုဘက်ကနေအားလုံးပြင်ဆင်ရရှက်ပြင်ဆင်ထားမယ်အဲ့ဟာကိုပဲ focus လုပ်ပါလို့မိသားစုကတော့ပြောချင်ပါတယ်အခုလောလောဆယ်မှာဆိုတော့ကျေးဇူးတင်ပါတယ် โอเคပါဒီနေ့အတွက်အဲဒီဖြည့်ကြပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ခွန်အားဖြစ်စီရဲ့စကားလုံးတွေလည်းအများကြီးကြားခဲ့ရတယ်တင်ယူစီရလည်းအများကြီးကြားခဲ့ရတယ်ဆိုတော့ဖန်တယောက်အနေနဲ့လည်းကျေးဇူးအများကြီးတင်ပါတယ်ရှယ်ဦးเนาะဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုး TVB မှာ live ရောက်ပြီးတော့ဒါ sharing လုပ်ခွင့်ရတဲ့အတွက်မမှုခတာကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှယ်